အဓိကသစ္စာ၄ပါးတရားမူဘဒုကိုခွာရမလဲလို့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်တဲ့အခါဥရဝေလာတော်မှာဒေါကရစရိယကျင့်နေတဲ့အချိန်မှာအဓိပကနေအကူညီပေးအားပေးနေကြတဲ့ပိစ္ဆဝဂီတွေဟာဒီပိစ္ဆဝဂီတွေကငါပေါ်မှာခြေဆုရှိကြတယ်ဒီနေရာမှာမြတ်စွာဘုရားကသူ့ပေါ်မှာခြေဆုရှိလို့တရားဟောတာတော့မဟုတ်ဘူးခြေဆုရှိတဲ့ပုဂ္ဂိုလ် ကိုယ့်ပေါ်မှာခြေစူးပြုတ်ဘူးတဲ့ပုံကိုတတိရတယ်ဆိုတာသူတော်ကောင်းတို့ရဲ့သဘောမျှလာဖြစ်တယ်ပေါ့ငါပေါ်ခြေစူးရှိရင်ဟောမယ်ငါပေါ်ခြေစူးမရှိရင်မဟောဘူးဆိုတဲ့အနေထားမျိုးမဟုတ်ဘူးနော်ဟောပင်စဝဂီတွေတစ်ချိန်တုန်းကငါပေါ်မှာခြေစူးရှိခဲ့ကြတယ်ဆိုတာကိုပင်စဝဂီတွေဘယ်ရောက်နေပါလဲလို့ကြည့်တော့ပင်စဝဂီတွေဟာဣတိပတနာပဲထွက်သွားကြပြီဗာရဏတိဘက်ကဣတိပတနာတော်ထဲမှာနေထိုင်နေကြတယ်ဆိုတာကိုမြင်တော့ ပင်စဝကိတိကိုဘင်္ဂတရားဥခေါ်မယ်လို့ဥရဝေလာတော်မှာရက်အနည်းငယ်နေထိုင်ပြီးဘုရားအလောင်းတော်ဟာစတင်ပြီးတော့ဗာရဏတိပြည်ဘက်ကိုခေထွက်တယ်။ကုံကြောင်လျှောက်ပြီးတော့သွားတာဆက်ရှိယူဇနာဝေးกว่าတဲ့ဗာရဏတိဘက်ကိုကုံကြောင်ခရီးနဲ့ကြွားသွား။လမ်းမှာဘသူနဲ့တွေ့တော့ဆိုရင်ဥပကဆိုတဲ့အာဇီဝကကြီးတခုနဲ့တွေ့တယ်။ဥပကဆိုတဲ့ အာဇီဝကဆိုတာအဝတ်မိုးကြဘူးမုတ်စိမ်မွေးတွေထူလပြစ်နဲ့နော်ညင်ညစ်ပတ်ပတ်နေတဲ့ခဏကုန်ကိုသုံးသင်ခြင်းမရှိတဲ့ဖြစ်သလိုနေပြီးတော့နေကြတဲ့တက်ကြုံအချင်းကိုချက်နဲ့ဥပကနဲ့တွေ့တာရှင်ဆိုင်တွေ့တဲ့အခါဥပကကကြည့်ပြီးတော့မြတ်စွာဘုရားကိုမြင်တဲ့အခါအဲ့ဒီအချိန်မှာတက်တော်က35နှစ်ဆိုတော့အင်တာမန့်ငယ်သေးတာဟုတ် ငယ်သေးတော့ရုပ်ရည်ကလည်းမတမချောအသက်ရွယ်ကလည်းနုနေငယ်ရွယ်အဲ့ဒါကိုမြင်ရတဲ့အခါကျတော့သူစိတ်ထဲမှာထူးဆန်းတယ်ဘယ်သူ့ကိုဆရာတင်ပြီးတော့ရဟန်းဘုရားရောက်လာတာလဲသင်ဆရာဘယ်သူလဲစတဲ့မိကွန်းတွေကိုမေးတဲ့အခါကျတော့ဆရာဘုရားကပါပြောတော့ဆိုဘာမှဆရာမရှိဘူးဆရာမရှိဘူးဆိုတာဘာကိုပြောတာတော့ ဝိပဿနာချင့်စဉ်နဲ့ပတ်သက်ပြီးဆရာမရှိဘူးအခုသူသိတဲ့တရားဟာဘယ်သူမှလမ်းပြတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကုတ္တရာတရားနဲ့ပတ်သက်လာတဲ့အခါဆရာကငါမှဆရာမရှိဘူးဆိုပြီးတော့ပြောလိုက်တဲ့အခါဥပက္ခကြီးကအံ့ဩပြီးတော့ဒီလိုဆိုလို့ရှိရင်ဇိနလို့ခေါ်ထိုက်သလားသူတို့က အရာခံသိန်းကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ဇိနာသူတို့အတန်နဲ့ကြတော့ဇိနာလို့ခေါ်တယ်ဇိနာအောင်မြင်သူလို့ဆိုတော့မြတ်စွာဘုရားကတုံ့ပြန်ပြီးတော့ပြောကြတယ်ဟုတ်တယ်မကောင်းမှုအကုသို့မှန်သမျှငါအောင်မြင်ပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါဟာဇိနာအစစ်ပဲလို့တုံ့ပြန်ပြောဆိုလိုက်တဲ့အခါဥပက္ခရေရသဘောကျသွားတယ်ငယ်လဲငယ်တယ်စကားပြောတာလဲရင်ကျေးတယ်ပြတ်သားတယ်မျက်နာအဆင်းကလည်း ွှင်လန်းနေကြီးလင်းနေဒီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်ရူပုဂ္ဂိုလ်မြတ်ဖဲလို့ဆိုပြီးတော့လမ်းဖဲပေးသွားတယ်သူကသူကသက်ကြီးပေမဲ့လို့လမ်းဖဲပေးပြီးတော့အဲ့တော့ရသော်ဘုရားကလည်းရှစ်ဆက်ပြီးတော့ကုံချောင်ခရီးရှောက်လမ်းပြီးတော့သွားတာဒါပထမဆုံးတရားဓမ္မကိုဖြန့်ဖြူးဖို့ကိုယ်တိုင်ခဲခဲရင်းနဲ့ရှားပွေလို့တည်လာတဲ့တရားဓမ္မကိုရှေးဦးဆိုဖြန့်ဖြူးဖို့ပထမဆုံးခရီးထွက်လာခြင်းပဲဖြစ်တယ်ပေါ့ အဲ့လိုခྱི་ထွက်တဲ့အခါကျတော့ဗာရဏတိပြေဣတိပတနာတောင်းဝါဆိုလာပြီနေ့နေ့အချိန်မှာဝါဆိုလာပြီနေ့အချိန်မှာညနေဆောင်ရောက်သွားတယ်ပေါ့နေမွေငင်ရောက်သွားတယ်ရောက်သွားတော့တင်းစားဝက်ကြီးတွေကခလန်းလန်းကလေးကလက်စွာဘုရားကြွလာတာကိုမြင်ရတယ်မြင်ရတော့ဟိုမှာရဟန်းတော်မတော်လာနေပြီအချင်းကနေထွက်ပြီးတော့ ော်ပေါ်ရော့ရော့နဲ့ဟိုသွားဒီသွားသွားနေတယ်အဲ့တော့အခုဒုစီရောက်လာပြီလာတဲ့အခါကျတော့ဘသူမှခရီးဥကျုံမစုံနဲ့သူ့ထဲမှာပါတဲ့သပိတ်သင်္ကန်းကိုဘသူမှမယူချနဲ့သို့တော့နေရာထိုင်ခင်းလေးတော့ပေးထားထိုင်ရင်ထိုင်လိုက်ပဲဘသူမှခရီးဥကျုံမစုံနဲ့လို့ဆိုပြီးတော့တိုင်ပင်ညတာဘာဖြစ်လို့ဒီလိုလုပ်တာတော့ဘုရားလောင်းဘဝတော့ကအလွန်မြုံလင်းချက်ကြီးစွာ၆နှစ်နိဗ္ဗာန်ကအနိဒာမှာနေခဲ့ကြတာ အမှာဒုက္ခရာစရိယအကျင့်ကိုလက်လျှော့သွားကြတဲ့ကသူတို့ကစိတ်ပြတ်သွားကြတယ်။စိတ်ပြတ်သွားပြီးတော့အထင်လွဲသွားတယ်။အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကြွလာတဲ့အခါကျခင်ဗျူးကျူမဆိုးကြဘူးမဆိုးကြနဲ့လို့ဆိုပြီးကတိကဝတ်လောက်ကြ။အနီးနားလည်းရောက်လာရောမနေနိုင်ဘူးတဲ့။ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့သူတို့လည်းကပိလူဝသားတွေပဲလေ။မြတ်စွာဘုရားငယ်စဉ်နှုန်းကတည်းကဘုရားကမင်းသားသူတို့က ဘယင်ကိုမိကိုပြီးအသက်မွေးရတဲ့ပုံနာတွေအဲ့တော့မင်းသားလာတယ်ဆိုတော့မနေရဘူးပေါ့ဒါလည်းပါပါပေါ့ရသော်ဘုရားရုပ်အစင်းအင်္ဂါရဲ့ချီလင်မှုမျက်နာရဲ့ကြည်ငိမ်အေးချမ်းမှုတွေကိုမြင်လိုက်ရတဲ့အခါမနေနိုင်ကြဘူးခီဥကျိုးဆိုတဲ့ဘုရောဆိုပါလာတဲ့တပိတ်ကိုလှမ်းယူတဲ့ပုဂ္ဂိုလ်ကယူနေရာထိုင်ခင်းပြီးရသော်ဘုရားထိုင်ပြီးတဲ့အခါကျတော့ရသော်ဘုရားကပိစားဝဲကြီးတွေကိုစပြောတယ် အာထူးခြားတဲ့တရားဓမ္မကိုရလာပြီ။ငါပြောတာနားထောင်냐။ငါပြောတဲ့အတိုင်းလိုက်တာချက်သုံးမယ်ဆိုရင်မင်းတို့မကြခင်ပဲဓမ္မစရိယချက်စစ်တစ်ခုရဲ့အဆုံးသတ်ရတ္တမဲ့ရတ္တဖို့ဆိုတာကိုယ်တိုင်သိရှိလက်တွေ့ရရှိကြမှာဖြစ်တယ်လို့ဆိုလက်ခံလက်ခံဘူး။လက်စွာဘုရားကိုဂန္ဓုဆက်ဆံပြီးတော့စကားပြောကြတယ်။အာဟုသောဂေါရမ။မရှင်ဂေါရမ။မိတ်ဆွေဂေါရမ။ဒီလိုစကားလုံးနဲ့တုံးတယ်။ ဆရာအနေနဲ့ဆက်ဆံပြောဆိုခြင်းမရှိဘူး။တန်းတူအနေနဲ့ဆက်ဆံပြီးတော့ပြောကြတယ်။ဘယ်လိုပြောတော့ဆိုဒါငါချိန်ခေါ်တော့မှမဖြစ်နိုင်ပါဘူးတဲ့။ခိုးတော့ကအကြီးအကျယ်ပြင်းပြင်းထန်ထန်အချက်နေဒုက္ခရာစရိယာအချက်နေချက်နှုံးကမှထူးခြားတဲ့အသိဉာဏ်မရတာ။အခုလိုလျှောက်သွားနေတာတရားမလုပ်ဘဲနဲ့လျှောက်သွားနေတာဘယ်လိုလုပ်ရမှာလဲ။မယုံဘူး။အဲ့ဒီမယုံတဲ့ပုံကိုယ်တွေကိုစီယုံရတယ်ဆိုတာလွယ်တာမှမဟုတ်တာ။တရားဆိုတဲ့ယုံကြည်မှုကအမှန်တမ်းအရေးကြီးတယ်။ ဘယောဘူးလက်ခံမို့အတိညာရလာတယ်ဆိုတော့လက်ခံလက်မခံသေးသမျှကာလပတ်တော့နားထောင်မှာမဟုတ်ဘူးအဲ့တော့ရသော်ပြားကတစ်ချိန်မဟုတ်ဘူးနှစ်ချိန်သုံးချိန်ထိအောင်ပြောတာပြောတာကိုပဲသူတို့လက်ခံကြနောက်ဆုံးကြတော့ရသော်ပြားကသူတို့မေးခွန်းထုတ်လိုက်နေပါအောင်နဲ့6နှစ်ဒုက္ခရာစရိယံကျင့်နေတုန်းကဘာတရားထူးရပြီလို့ဘယ်နှခါများပြောမှုလဲလို့ဆိုအဲ့ဒီကြတော့မှသူတို့စဉ်းစားမိတာ ထုတ်သားပဲတို့ကိုအားပေးတဲ့အနေနဲ့စိတ်အားမလျှော့ကြနဲ့ငါရတော့မှာလို့တခါမှပြောဘူးဘူးတဲ့လက်ဆော်ပြဘယ်တော့မှသူတို့ကိုအားပေးစကားပြောခဲ့တာမရှိဘူးအခုသူတကယ်ရလို့ပြောတာပဲလို့ဆိုပြီးတော့ချက်ချင်းကြီးပဲသူတို့စိတ်ထားပြောင်းသွားပြီးလေးစားမှုကိုပြကြတယ်အဲ့ဒီကနေစပြီးတော့ပြောခဲ့သလားဆိုတော့ no hit and bandy အာဟုသောဆိုတဲ့အတုံးကမလေးမစားပြောတဲ့အတုံးကို ဗန်ဒီဆိုတဲ့အတုံးကိုပြောင်းပြီးချက်ချင်းသုံးညတယ်နော်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကပင်စဝက်ကြီးတွေကိုမတရားဥတရားများရလာပြီးနားထောင်ညမဆုံးမတဲ့အတိုင်းလိုက်တာချက်သုံးညမယ်ဆိုလို့ရှိရင်ဘာကိုယ်တိုင်သိတဲ့တရားဥတရားများကိုသင်တို့ကိုယ်တိုင်လည်းပဲသိနိုင်တယ်ဘလို့ချင်းနဲ့ဆရာကောင်းတော့ငါသိတာမင်းတို့လည်းသိနိုင်တယ်သိနိုင်အောင်ငါပြောတဲ့အတိုင်းလုပ်ကြဆိုပြီးတော့အလုံးသိကြတဲ့အတိုင်းပင်စဝက်ကြီးတွေကို 你们说一下，哎呀，三点方的好价格了不？